ါပါရှင်ရန်ကုန်ခေတ္တရညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကလေးမျိုးနဲ့တီးတိမ်မျိုးနယ်တို့မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်ချေမှုန်းခဲ့တာကြောင့်စစ်သား90ကျော်သေဆုံးပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ထိန်းချုပ်ထားတဲ့မူဆယ်တရ9မိုင်ကနေထွက်လာတဲ့ကုန်ကားမှန်သမျှကိုဖမ်းဆီးဖို့နဲ့ စစ်တပ်ထင်ကြုံမှုမရှိတဲ့နေဆက်ကုံသွေးကြီးတွေမှာဘလို့ကုံသွေးကြီးကိုမှလုတ်ခွင့်မရအောင်တားဆီးဖို့ကိုစစ်ရုံးကညွှန်ကြားချက်ထုတ်ထားတဲ့တဲ့ရင်ပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းကလေးမြို့နယ်နဲ့ချင်းမီနယ်တိတိမြို့နယ်တို့မှာ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်းခဲ့တာကြောင့်စစ်သား90ကျော်တေဆုံးပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယံတွေသိမ်းဆီးရရှိခဲ့တယ်လို့ချင်းမိနယ်ဆိုရကာကွယ်ဝင်ကြီးဌာနရဲ့ပြန်ကြားရေးတာဝန်ခံစလိုက်နိုင်ဂျွန်ခင်ကရန်ကုန်ခေတ္တကိုပြောပါရယ်နိုဗ ెంబ ာလ18ရက်19ရက်နဲ့22ရက်နေ့တို့မှာကလေးမျိုးနဲ့ဂံကောမျိုးအကြားကိုဝင်ရောက်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းကိုချင်းမိနယ်ဆိုရကာကွယ်ဝင်ကြီးဌာနစစ်ကြောင်းတစ်ကမိဖက်ဖာကို PDF အပါအဝင်ចောင်းသားတက်မတော် ABSDF PDF ခရိုင်တရင်တွေပကဖားတွေကလေး Revolution Force KRF Ranger ကလေး Defend Force RKDF ရော Defend Force YDF စတဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းကတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က November 18ရက်နေ့မှာ Jet Fighter နဲ့ဘုံရှင်လုံး Y20 နဲ့ဘုံဝလုံး150ကျော် November 19ရက်နေ့မှာ Jet Fighter နဲ့တစ်ကြိမ် November 22ရက်နေ့မှာတော့ Y20 နဲ့ဘုံဝလုံး60ကျော်၄ကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အကူကံကောဟန်တာဝဒီနဲ့ကြံတာတို့ဘက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်စစ်ကြောင်းတွေကချင်းပြီဟာခါကိုဦးတည်လာနေပါတယ်လို့ချင်းပြီနယ်ဆိုရာကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြန်ကြားရေးတာဝန်ခံစလိုက်နိုင်ဂျုံခင်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။အဲ့ဒီလိုမျိုးပဲချင်းပြီနယ်ဆိုရာကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့စစ်ကြောင်းနှစ်အားမဟာမိတ်ကလေး Revolution Force KRF အပါအဝင်ချင်း National Defense Force CNDF PDF ဇော်လန်စတဲ့မိဖက်အဖွဲ့တွေနဲ့လက်တွဲပြီးတီးတိမ်မျိုးနဲ့ခိုင်ကန်းမျိုးအကြားမှာဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေပြီးစစ်တပ်ကနိုဘမ်ဘာလ22ရက်နေ့မှာ Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အခုစစ်တပ်ကစစ်ကြောင်းတွေခွဲပြီးချင်းပြည်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုကိုအာယူပြီးမြေပြင်ကချင်းလင်းစစ်ကြောင်းတွေကစစ်မှုထမ်းအစ်စ်တွေနဲ့အင်အားအလုံးကြီးနဲ့တက်လာတာကြောင့်ချင်းပြည်ဒေါ်လာရေးတပ်တွေကစူပေါင်းခုခံနေပါတယ်လို့ချင်းဒေါ်လာရေးတပ်ရဲ့တယင်းမှုတူကပြောပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား50ကျော်သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားတွေကို MI-70 ရဟတ်ယာဉ်နဲ့တည်ဆောင်သွားပါတယ်။ဒါအပြင်အကြံဖက်စစ်တပ်ဘက်ကစစ်တုံးမဲတချို့နဲ့လက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ကတိုက်ခိုက်လာတဲ့ drone တချို့ကိုလည်းပစ်ချနိုင်ခဲ့တယ်လို့သိရပါပါရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA, MNDAA, TNLA တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်ညီနောက်သုံးဖွဲ့ထိန်းချုပ်ထားတဲ့မူဆယ်တရငါးမိုင်ကနေထွက်လာတဲ့ကုန်ကားမှန်သမျှကိုဖမ်းဆီးဖို့နဲ့အဲ့ဒီနယ်စပ်ကုန်သွယ်ရေးဂိတ်ကဘလို့ကုန်သွယ်ရေးမှလှုပ်ဆောင်တာမပြုဖို့တားဆီးဆောင်ရွက်ဖို့ကိုစစ်တပ်ကအထူးညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။အခုနိုဝင်ဘာလလယ်ပိုင်းကနေစတင်ပြီးမြောက်ပိုင်းမဟာမိတ်ညီနောက်သုံးဖွဲ့ထိန်းချုပ်ထားတဲ့ မူဆက်105မိုင်ကုန်သွယ်ရေးစုံတွေကပြည်တွင်းကိုတရုတ်ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်ကားမှန်သမျှကိုလမ်းပိုင်းအလုံးမှာမဖြစ်မနေတားစီဖန်စီဆောင်ရွက်ဖို့ကိုညွှန်ကြားချက်တည်းရဲ့ထုတ်ပြန်လာတာလို့သိရပါတယ်။နေပြည်တော်စစ်ဘက်တရင်ရင်မြပြောတာကတော့တပ်မတော်ရဲ့ထိန်းချုပ်မှုမရှိတဲ့နိုင်ငံတော်ကိုအခွန်မဆောင်တဲ့ကုံတွေကြီးတွေအလုံးက တရားမဝင်ကုန်သွယ်ရေးဖြစ်သက်မှတ်ပြီးအဲ့ဒီဂိတ်တွေကနေကုန်သွယ်တဲ့ကုန်ကားတွေရောကုန်သည်တွေရောအကုန်လုံးကိုထိတိယောက်ယောက်တဆီအရေးယူဖို့ညွှန်ကြားချက်ထပ်ထုတ်ထားတာလို့ပြောပါရယ်။ဒါအပြင်တရားမဝင်ကုန်သွယ်ရေးကြောင့်ဒီနယ်ဆက်ကိုခြေပြုပြီးနိုင်ငံတော်ကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဗန္နာအင်အားတောင့်တင်းပြီးတပ်မတော်ကိုစန့်ကျင်တိုက်ခိုက်နေတာကြောင့်လို့လည်းဆက်လက်ပြောပါရယ်။ အကြံဖတ်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကကြားတဲ့မူဆယ်တရငါးမိုင်ကုန်သွယ်ရေးဂိတ်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲကတင်ပိုက်ထိန်းချုပ်ထားတာကြောင့်ပြန်လည်ရရှိဖို့အတွက်တရုတ်အစိုးရစီကိုစစ်တပ်ကအခုနှစ်ဩဂတ်လအတွင်းမှာအဆိုပြုတင်ပြတောင်းဆိုခဲ့ပေမဲ့တရုတ်ဘက်ကတစုံတရာအကြောင်းပြန်ကြားတာမရှိဘူးလို့သိရပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကတရုတ်ခီးစင်မှာလဲမင်းအောင်လိုင်းကတရုတ်နဲ့မြန်မာနိုင်ငံအားနယ်နယ်မိတ်ချင်းထိစပ်နေတဲ့အတွက်ကုန်သွယ်မှုပြုလုပ်ရမှာနယ်စပ်ဂိတ်တွေကအရေးပါတဲ့ကဏ္ဍကနေပါဝင်နေတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအပြင်နှစ်နိုင်ငံကြားနယ်စပ်ဒေသတွေစီမံခန့်ခွဲရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်အရာ မြန်မာတရုတ်နယ်စပ်တစ်လျှောက်မှာစုစုပေါင်းနယ်စပ်ဂိတ်၈ခုရှိပြီးလက်ရှိချိန်မှာနယ်မြေလုံခြုံရေးအခြေအနေအရအဲ့ဒီနယ်စပ်ဂိတ်၈ခုတည်းကမူဆယ်ရွှေလီနယ်စပ်ဂိတ်တစ်ခုသာဖွင့်လှစ်ထားနိုင်ပြီးကျန်နယ်စပ်ကုံသွေးရေးဂိတ်တွေမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ရပ်တန့်ထားရတယ်လို့လည်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကလည်းအခုနှစ်ဇူလိုင်လတရနေ့ကနေစတင်ပြီးမူဆယ်တရငါးမိုင်ကျင်းစန်းကျော်ဂိတ်မှာကုံသွေးမှုအသွင်းအထုံဂျူဒီဆောင်နှုံးတွေကိုစီမံခန့်ခွဲပြီးအခွန်တွေကိုကောက်ခံနေပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်တဲ့အနေနဲ့အ ਨੇ ဆုံးပြည်နယ်12ခုကအမေရိကန်ရောက်မြန်မာနိုင်ငံသားရောက်200ကျော်ကအမေရိကန်သမ္မတအင်ဖြူတော်နဲ့တရုတ်တန်ယုံတို့မှအလုံးရင်းနဲ့ခြေတက်ဆန္ဒပြကြပါရယ်ဒီနေ့မြန်မာစံတော်ချိန်နိုဗ ెంబ ာလ23ရက်နေ့မနက်စောပိုင်းအမေရိကန်စံတော်ချိန်နိုဗ ెంబ ာလ22ရက်နေ့နေ့လယ်12နာရီခွဲကနေစတင်ကညနေ9နာရီထိအမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေက တရုတ်တန်ရုံရှိမှာစစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကပ်ွက်တယ်ဆိုတာကိုပြသဖို့နဲ့အမေရိကန်အစိုးရအနေနဲ့အတိအမှန်မပြုနိုင်ဘူးဆိုတာကိုဆန္ဒပြကြွေးကြော်ကြပါတယ်။အဲ့ဒီပွဲကိုလာရောက်တဲ့1990ရွေးကောက်ပွဲအနိုင်ရလွတ်တော်အမတ်မြန်မာနိုင်ငံမျိုးသားညွန်ပေါင်းအစိုးရရဲ့ဝန်ကြီးအောင်ဖြစ်သူဒေါက်တာတင့်ဆွေနဲ့ရန်ကုန်ခေတ်သစ်တို့မေးမြန်းထားရမှာမြန်မာနိုင်ငံရေးမှာတရုတ်ရဲ့ဂျာဝင်စွတ်ဖက်မနေမှုအပေါ်အခုလိုပြောလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့အရေးဟာအလုံးကိုအရေးကြီးပါတယ်။ သူတို့ကိုအတည်ဥစံကြီးရေအတည်ကုန်သိပုံပစ္စည်းတွေမူဝယ်နဲ့ပြောရုံနဲ့ကျွန်တော်ရတဲ့ကိစ္စမဟုတ်ဘူးခင်ဗျအဲ့တော့တရုတ်နိုင်ငံကိုချင့်ကပ်ဖို့ဆိုတာလေတရုတ်နိုင်ငံကဟိုသူကအကုန်ပြီးပြီသားကျွန်တော်တို့ချင့်ကပ်ပြီးဖြောင်းပြယုံနယ်လဲရတာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါတယ်အဲ့တော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားဟာမြန်မာမြန်မာနိုင်ငံမှာဒီမိုကရေစီရှိရပို့ပြီးတော့ဟလာတင့်တင့်လျောက်မှတ်တယ် ဥပဒေနဲ့နိုင်ငံတကာဥပဒေနဲ့ညီတဲ့အကျိုးစီးပွားတွေရနိုင်တယ်ဆိုတဲ့ချက်ကိုအုပ်ကပြန်ပြီးတော့လှည့်ပြီးစဉ်းစားလာရင်တော့ကျွန်တော်တို့ Yes တော်လိုက်ရနိုင်ငံအပေါ်ဝင်အင်းဒီရင်ကောင်းပြီးသားအောင်ဖြစ်တဲ့အဆင့်ရောက်အောင်တရုတ်နိုင်ငံစဉ်းစားကြည့်စဉ်းစားပါလို့ကျွန်တော်ထိုက်ထုတ်ပါတယ် ဲ့ဒီနောက်အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ကိုတွားရောက်ဆန္ဒပြကြပြီးမြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖက်နေမှုကိုစန့်ကျင်သလိုစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲကိုစန့်ကျင်မှုနဲ့သမ္မတဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှမ်းမြောက်ဖို့အတွက်ကြွေးကြော်သံတွေဟေကျွေးဆန္ဒပြခဲ့ကြပါရဲ့ရှင်။ပဲခူးတိုင်းဘက်ကိုကြည့်အောင်ပါဘဂိုရိုင်းစီကုံမြို့ပေါ်မှာ KTV ကိုလာရောက်ပျော်ပါတဲ့စစ်သားနဲ့ရဲခုနှစ်ဦးကိုတော်လိုင်းရဲတပ်တွေကလျှက်တပြက်ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ရဲခုနှစ်ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့သိမ်းဆီးရရှိခဲ့တယ်လို့နတ်စစ်တီတပ်ဖွဲ့မှကိုအောင်ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာဇီးကုံမြို့ပေါ်က KTV ကိုစစ်သားနဲ့ရဲခုနှစ်ဦးကလာရောက်တောက်စားမူရစ်ပြောပါနေတယ်ဆိုတဲ့သတင်းရရှိရာကြောင့် တော်လိုင်းရဲတပ်တွေကအဲ့ဒီ KTV ကိုဝင်ရောက်စီးနင်းခဲ့ပြီးစစ်သားနဲ့ရဲခုနှစ်ဦးကိုပစ်ခတ်ခဲ့ရာကြောင့်ခုနှစ်ဦးလုံးသေဆုံးသွားတဲ့အပြင်လက်နက်နဲ့ခင်းရံတချို့ကိုကောက်ယူပြီးအလင်းရဲမြက်ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့နက်စစ်တီတပ်ဖွဲ့မှူးကိုအောင်ကပြောပါရယ်။တဒလောသေဆုံးသွားတဲ့စစ်သားနဲ့ရဲတွေစီကနေခြေတွေးတလက်ကြီးပေါက်၄ခုခြေတောင်၈၀ equipment တစ်ခုဓာတ်သုံးလက်လက်ထိပ်တစ်ခုလိုကိုသိမ်းဆီးရရှိခဲ့လို့သိရပါရယ်။အဲ့ဒီစစ်စင်ရေးကိုနက်စစ်တီတပ်ဖွဲ့နဲ့ကျုပ်ပင်ကောက် BTZM တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါရရှင်။ စကိုင်းတိုင်းဘက်ကိုစက်ကြည့်အောင်ပါစကိုင်းတိုင်းမုံရွာမြို့နယ်မှာအကြမ်းဖက်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့်စစ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေတက်ခွဲနဲ့တက်ခွဲမှုကိုဝိုင်ဖိုင်ကရန်ကုန်ခေတ္တကိုပြောပါရယ်မနေ့ကနိုဗ ెంబ ာလ22ရက်နေ့မနက်9:45မိနစ်ခန့်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတံပြားကကားဆက်တဲ့စီးနဲ့ထွက်လာတဲ့စစ်သားတွေအား မန္တလေးမုံရလမ်းပိုက်မှာရှိတဲ့မုံဂိတ်ကိုဝင်ရောက်လာပြီးတဲ့နောက်မုံရမျိုးအထွတ်ချောင်းမုံရလမ်းပိုက်မှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာကြောင့်အကြံဖက်စစ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်ကရန်တမ်းပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲနဲ့ Fight Slack Commando 4မုံရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲလေး Fight Slack Teacher Force မော်ရခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်28တခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူတွေအနေနဲ့လည်းမုံရမန္တလေးလမ်းပိုက်မှာစစ်တပ်ရင်တန်းတွေနဲ့ကံမလိုက်ကြဖို့ကိုမြစ်တာရက်ခံထားပါတယ်ရှင်။ မကွေးတိုင်းဘက်မှာတော့မကွေးတိုင်းပခုံးကူမြို့နယ်နဲ့မြိုင်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာကြောင့်တပ်စခန်းတချို့သိမ်းပိုက်ရရှိပြီးစစ်သား၅ဦးထိခိုက်သေးဆုံးကနှစ်ဦးအရှင်ဖမ်းမိပြီးစစ်တပ်ကပြည်သူ၂ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ Aqua People Defense Force ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တဘာလ30ရက်နေ့မနက်9:00နာရီခွဲတုန်းက ပခိုးကူမြို့နယ်မြစ်ချေမြို့လက်ပံချောင်းကြီးရွာဖုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲကမိနစ်အနည်းငယ်သာကြာမြင့်ခဲ့ကဖုံကြီးကျောင်းအနောက်ဘက်မှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ကာကင်စခန်းကိုစာတင်ကျောင်းဂိတ်နဲ့လက်ပံချောင်းဆက်လီစိတ်တို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဗမာလ12ရက်နေ့မနက်9:45မိနစ်ခန့်ကမြိုင်မြို့နယ်ဆက်မှုနစ်ကနေဝက်ပုတ်ရွာတဲ့ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအကြံဖက်စစ်တပ်ဘက်က9ဦးထိခိုက်သေဆုံးကတော်လိုင်းရဲဘော်နှုတ်ကြဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းထိနာခဲ့တဲ့စစ်တပ်ကမြိုင်ဆက်မှုနစ်ကိုပြန်လည်ဆုတ်ခွာသွားခြင်းပြည်သူအမျိုးသားတအူးနဲ့အမျိုးသမီးတအူးတို့ကိုဖမ်းဆီးတပ်ဖြတ်သွားလို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကနေမြေရှင်းလင်းရေးပြုလုပ်ချိန်မှာတော့ စစ်သားအလောင်းတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတချို့တင်စီရရှိခဲ့လို့သိရပါတယ်။ဒါအပြင်အော်တိုဗလာတရက်နေ့မှာပခုတ်ကူမျိုးနဲ့ကံရက်ရွာနဲ့တန့်ကြီရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတဲကြီရွာဖုံးချောင်းအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကနှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေဟာအော်တိုဗလာ၃ရက်နေ့ကနေ၅ရက်နေ့ထိထပ်မံဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကအထင်အကားပါရမော်တာ၄စီးနဲ့ပုံးဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ အော်တိုဗလာ22ရက်နေ့မှာတော့ပခုတ်ကူမြို့နယ်ညောင်ချစ်ပင်ရွာနီးကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဗ ెంబ ာလ16ရက်နေ့တုန်းကတော့ပခုတ်ကူမြို့နယ်တင်းကပ်ပြူရွာကပြူစော်တီဒူကောင်းဆောင်တအူးနဲ့နောက်လိုက်တအူးဟာအယက်သားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာချိန်တော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုက်တနေရာမှာအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းကလည်းပြန်မဆုတ်သေးတာကြောင့်အခုလက်ရှိချိန်ထိနေတိုင်းနေပါထိတွေ့မှုဖြစ်နေတယ်လို့အခွေပြည်ပဲ Defense Force ရဲ့တာဝန်ရှိသူကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုအခွေ People's Defense Force ပခုံးကူခိုင်လိုကယ်တရင်တ PDLB နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလှုံ့ဆော်ကြကြပြီး ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းအနေကိုအထူးဂရုစိုက်ကြဖို့နဲ့စည်ရည်အသည့်စည်ရည်တတိရှိကြဖို့ကိုတိုက်တွန်းမြစ်တာရဲခန့်ထားပါသေးရဲ့ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်စကိုင်းတိုင်းစစ်ဌာနရေမဘေခိုင်စစ်ဌာန ရမပင်မြို့နယ် YMB column စစ်ကြောင်းရဲ့စစ်ရေးပြခန္ဓာကို November 22ရက်နေ့မှာကျင်းပခဲ့လို့သိရပါတယ်။ YMB ကောလံစစ်ကြောင်းဟာရင်းမပင်မြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားတဲ့ရင်းမပင်ခရိုင်အမှတ်၄အမှတ်26တရင်ရင်းမပင်ခရိုင်အမှတ်24တရင်နဲ့ပြူအား၄၀ခုရင်းမပင်ခရိုင်အမှတ်29အမှတ်35အမှတ်36တရင်တို့ကိုကနအုပ်စုဖွဲ့ထားတာဖြစ်ပါတယ်။ တော်လန်အင်အားစုတွေချင်းချင်းယဉ်ကျေးကကြောချင်းကထားပြီးစီလုံးညီညွတ်စွာတော်လန်တိုက်ပွဲဆင်နွှဲရမယ်ဆိုတာကိုကောင်းမွန်စွာနားလည်သဘောပေါက်ကလက်တွဲညီညီလှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက်အခုစစ်ကြောင်းကိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။2023ခုနှစ်ကတချိန်မြန်မာပြည်မြို့နယ်မှာရှိတဲ့တပ်ရင်းတွေစုဖွဲ့ပြီး YMB ကော်လန်ကိုစုဖွဲ့ခဲ့တယ်လို့အင်အားတရက်အနေနဲ့တော်လန်ရေးတိုက်ပွဲတွေလှုပ်ဆောင်နိုင်ခဲ့ပြီးအခုတချိန်ရေရှည်ရက်တီတော်လန်တိုက်ပွဲဝင်နိုင်ဖို့ YMB ကော်လန်မှာပူးပေါင်းပါဝင်ကြတဲ့တပ်ရင်းတွေနဲ့ ပကဖပါဖခရိုင်ကိုကဲရီတို့နဲ့ပူးပေါင်းပါဝင်မှုထိန်ကုန်မှုနဲ့ပြန်လည်ဖွဲ့စည်းလိုက်တာလို့ပြောပါရယ်။ရင်းမပင်မြို့နယ်စစ်ကြောင်း 1MB ကော်လန်ဟာနိုင်ငံနဲ့အဝံတော်လန်တိုက်ပွဲဝင်နေတဲ့တော်လန်ညီနောင်မိဖက်အဖွဲ့စည်းတွေနဲ့အတူဆင်ရနာရှင်စနစ်ကိုအပိသက်ခြုံငင်းဖို့အတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ထားပါသေးရဲ့ရှင်။ဒါကတော့ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။